ယခုအခါရွတ်ဆို ပူဇော်ကြရမယ့်ဂါထာတော်ကတော့တန်ရှိချက်ဂါထာတော်ပဲဖြစ်ပါတယ်ဒီဂါထာတော်ကြီးကိုဒီနေ့သုံးောက်ရွတ်ဆိုပူဇော်ပါကမိမိတို့နေထိုင်ရာအိမ်ဆိုင်ယုံနေရာဌာနတွေမှာတရေတပည့်အစိမ့်မကောင်းသောမိစ္ဆာများမကတ်မဝင်မနှောက်ရှင်းနိုင်ပါဘူးတရေတပည့်တို့ကို နိုင်နှင်းယုံမျှမကအပြန်အဆိုင်များကိုလည်းပဲ နိုင်နှင်းစေပါတယ် ရှိစရာကြီးများ မိတ်ဆိုခဲ့ဒီမှာလက်လဲရှင်စီပါれလို့ဆိုပါれဒါကြောင့်ဒီဂါထာတော်ကိုရွတ်ဆိုပြပါမယ်တန်တရစကဝိဒန္တံတန်သုဒ္ဓမတ္တဩရတံတန်တရစကဝိဒန္တံတန်သုဒ္ဓမတ္တဩရတံတန်စိန်တကံဘဝိအာတံတန်ကံအပိတုမာနတံ နောက်တစ်ခေါက်ပြန်ပြီးတော့အရွတ်ဆူပြပါဦးမယ်တန္တာရဇကဝိဒန္တံတန်သုဒ္ဓမတ္တဩရတံတန်စိန်တကံဘဝေအာတံတန်ကံအပိတုမာနတံတန္တာရဇကဝိဒန္တံတန္တရာစစ်ကိုချိုးဖြစ်တော်မူပြီးထသောတန်သုဒ္ဓအဝိဇ္ဇအမောင်ကင်းသည်ဖြင့် ဖြူဝင်းစင်ကြတော်စိတ်ရှိတော်မူထသောအတ္တထိုဘုရားရှင်ဤဩရတံတတ္တမတံဘူတခေါ်ရင်သွေးတော်အစဉ်ဖြစ်တော်မူထသောဘဝေ30တထဘဝရ၌အာတံခင်မင်းတွေ့တာတဏတရားကိုတန်စိန်တကံကောင်းကောင်းကြီးတော်လံဖြတ်တော်တော်မူပြီးထသောသူမနတန်ရှင်ကြီးအေးမြကောင်းမွန်လှသော ရွှေနှလုံးရှိတော်မူထသောတန်ခံအဘိအရိယရှိဖို့တန်ဃာတော်မြတ်ကိုလီအဟံတပိတော်သည်ဝဏမီညွန်နုจิตတာထီးငါပြဖြင့်ကြည်စွာယိုကျိုးရှိခိုးပါ၏အရှင်ဘုရား